အမျိုးသားလူငယ်ကွန်ကရက်အဖွဲ့က2015ရွေးကောက်ပွဲစောင့်ကြည့်စီမံကိန်းအရရွေးကောက်ပွဲနေ့ဖြစ်စဉ်တစ်ခုလုံးရဲ့တွေ့ရှိချက်တွေကိုထုတ်ပြန်လိုက်ပါတယ်ဒီသတင်းကိုတော့ဒေါ်လေးလေးမုံကပြပို့ထားတာပါကျွန်တော်တို့ကဆက်ကောက်ပွဲညချင်းရှိပါတယ်နိုင်ငံလုံးဆိုင်ရာရွေးကောက်ပွဲစောင့်ကြည့်တဲ့အဖွဲ့တစ်ခုဖြစ်တဲ့မြို့သားလူငယ်ကွန်ကရက်အဖွဲ့ရဲ့အစီအခံစာမှာလူငယ်တထောင်ကျော်ကိုအသုံးပြုပြီး ရေကောက်ပွဲကိုစောင့်ကြည့်လေ့လာခဲ့ရာမဲရီတွက်မှုနဲ့ပွင့်လင်းမြင်သာမှုပိုင်းအားမဲယုံ66ရာခိုင်နှုန်းကမဲယုံမှုတွေမှန်မှန်ကန်ကန်လှုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။ဆိုတော့ရေကောက်ပွဲတစ်ခုလုံးရဲ့ပွင့်လင်းမြင်သာမှုပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့လေ့လာစောင့်ကြည့်တဲ့စောင့်ကြည့်မှုတွေအရာဆိုလို့ရှိရင်68ရာခိုင်နှုန်းဒီကောင်ရေကောက်ပွဲကပွင့်လင်းမြင်သာမှုရှိတယ်ဆိုတော့ကျွန်တော်တို့တွေ့ခဲ့ရတယ်။ဆိုတော့အဲ့ဒါရေကောက်ပွဲနေ့ဖြစ်စဉ်တစ်ခုလုံးမှာမတမာမှုအဖြစ်အနည်းဆုံးအချက်ကတော့ပါတီတွေရဲ့စောင့်ကြည့်တဲ့မဲယုံကိုယ်စားလှယ်တွေ ထားရှိနိုင်ခဲ့တာကြောင့်တစ်ဖက်နဲ့တစ်ဖက်မတမာမှုမဖြစ်အောင်ထိန်းနိုင်ခဲ့တဲ့အခြေအနေတွေရှိခဲ့တယ်လို့လည်းဆိုပါရယ်ဆိုတော့ဒီထဲမှာကျွန်တော်တို့တင်ချတာတခုကိုပြောမယ်ဆိုလို့ရှိရင်မျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကသူသူတို့ဝင်ပြန်ပြန်တဲ့ဒီမဲယုံဒီပေါ့နော်ကျွန်တော်တို့လေ့လာတဲ့ထဲကဆိုလို့ရှိရင်62ရာခိုင်နှုန်းထိအောင်သူတို့ပါတီကိုယ်စားလေးရှိတယ်ဆိုလိုချင်တာကကျွန်တော်တို့စောင့်ကြည့်တဲ့မဲယုံကတရားစောင့်ကြည့်တယ်အဲ့မှာဆိုလို့ရှိရင်မျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကပါတီကိုယ်စားလေး62ရာကျွန်တော်တို့နှုန်းထိကျွန်တော်တို့တွေ့ရတယ်ပေါ့နော် ဆိုတော့ဒီပြည်တော်စုစက္ကန့်ရေးဖွံ့ဖြိုးရေးပါတီကတော့88%အကန့်လုံးထိထားတာတွေ့ရတယ်။ဆိုတော့တခြားပါတီတွေကတော့သူ့အနေနဲ့အများနဲ့သူ့ရဲ့အကန့်လုံးလိုက်ရှိတယ်။ကျွန်တော်တို့ဒီကတော့အမြင့်ဆုံးရှိခဲ့တဲ့ပါတီကိုကျွန်တော်တို့ဟောပြတာဖြစ်တယ်ပေါ့။အဲ့ဒါပြင်စင်ကန်စာမှာရေကောက်ပွဲနေ့ရေကောက်ပွဲကော်မရှင်တာဝန်ကျဝန်ထမ်းမဲပေးသူပါတီကမဲယုံကိုယ်စားလှယ်တွေမဟုတ်တဲ့ရက်ွက်အုပ်ချုပ်ရေးပိုင်းဩဇာရှိသူတွေကမဲယုံတာဝန်မရှိဘဲဝင်ထွက်သွားလာနေတာတွေ မဲယုံတွေရဲ့တစ်ဆယ်ရာခိုင်နှုန်းမှာတွေ့ရှိရပါတယ်ပါတီတစိမ့်အုတ်ထုတ်တီရှက်အသုံးပြုဝတ်ဆင်ထားသူတွေမဲယုံအနီးမှာ34ရာခိုင်နှုန်းတွေ့ရှိချက်ကိုလည်းထည့်သွင်းဖော်ပြထားပါတယ်ဒီချက်တွေကိုကျွန်တော်တို့ဘာလို့ဖော်ပြလဲဆိုတော့ဒီမဲယုံတွေမှာမဲပြီးတဲ့နေရာနာမှာပြည်သူတွေမဲဆန္ဒရှင်တွေနဲ့အနီးတစ်ဝိုက်မှာဒီလို ကမ်ပိန်းပစ္စည်းတွေပေါ့နော်ရွေးကောက်ပွဲမဲဆွဲစည်းရုံးပစ္စည်းတွေရှိနေတာအားမဟုတ်တော့လို့ရေရွာထဲမှာဩဇာရှိတဲ့သူတွေကသူတို့တာဝန်တစ်ခုတည်တည်ကြမရှိဘူးねဒီထဲမှာလာနေခြင်းအပြင်ဒီမဲပြီးတဲ့သူတွေအပေါ်မဲပြီးရဆုံးဖြတ်ချက်ပေါ်သုံးတရားလှမ်းမမှုပေါ့နော်အယောက်နိုင်တယ်ဆိုတာကျွန်တော်တို့ကဟိုဆိုရင်ဆိုရင်လို့ရှိလို့ဒါတော့ကျွန်တော်ဟောပြတာဖြစ်တယ်ပေါ့နော်2015ရဲ့ရွေးကောက်ပွဲတွေ့ရှိချက်တွေ ထုတ်ပြန်ပြီးနောက်မှာမြို့သားလူငယ်ကွန်ကရက်ကနာမည်လွတ်တော်အသစ်အတွက် အကြံပြုချက်တွေကိုလည်းပြောဆိုခဲ့ပါတယ်။အဲ့ဒါတွေကတော့မဲပေးခွင့်ရှိသူတိုင်းရွေးချယ်ခံပိုင်ခွင့်ရှိခွင့်ရဖို့အတွက်ရေကောက်ပွဲဥပဒေထဲမှာပါဝင်တဲ့ကိုယ်စားလှယ်လောင်းအသက်ကန့်သက်ချက်အုပ်ချုပ်ရေးပိုင်းဖြစ်တဲ့သမရပြည်ထောင်စုဝန်ကြီးဝန်ကြီးနေရာတွေရဲ့အသက်ကန့်သက်ချက်တွေကိုပြုပြင်ဖို့နဲ့မဲဆင်ပြုစုမှုပိုင်းကိုအခုအစိုးရအထက်ပိုကောင်းအောင်စီမံနိုင်ဖို့အချက်တွေပါအစီရင်ခံစာမှာထည့်သွင်းထုတ်ပြန်ခဲ့ပါတယ်။ကျမလေးလေးမောင်မောင်